က်နှစ်ချမ်းသာကြွားလာတဲ့ခိုင်နင်းဝေတင်တခြားသော brighter အဖွဲ့တွေကိုဘာကြောင့်ချမ်းသာလာတယ်လို့ချပြဖို့ပြောလာတဲ့အမွန်သိန်းဒေါ်အမွန်သိန်းကတော့မြန်မာနိုင်ငံရဲ့နာမည်ကြီးစိန်သထေးမကြီးတူဖြစ်ပါတယ်ခုခါမှာတော့စိန်သထေးမကြီးဒေါ်အမွန်သိန်းကမြန်မာနိုင်ငံမှာတနည်းထက်တနည်းပုံမချမ်းသာလာကပုံမမောက်မှလာတဲ့ brighter လူကန်စားနေတဲ့အဖွဲ့တွေကိုမေးခွန်းထုတ်လိုက်တာပါဒေါ်အမွန်သိန်းကမြန်မာနိုင်ငံမှာ brighter အသင်းအဖွဲ့တွေ brighter မြစ်တာရှင်နေနေ brighter မဟုတ်ခင် ဆန်းနာကြွားမွေနဲ့ brighter လုပ်ပြင်တော့ဆန်းနာကြွားမွေကိုချပြရင်လာလို့မိကွန်းထုတ်လိုက်တာပါသူဖြစ်တော့ brighter လုပ်နေပြီးမှစီးနေတဲ့ဇင်ခံကားကြီးတွေ brighter လုပ်ပြီးမှပုံမချမ်းသာကြွားလာတာတွေကဘာစီးဝိုင်းတွေလုံးလုံးဒီလောက်ချမ်းသာလာတာလဲဆိုပြီးတော့ချပြရင်တလားလို့စိန်တထေးမကြီး emo သင်းကမိကွန်းထုတ်လိုက်တာပါဒါအပြင်ခိုင်နေဝေ foundation ပါဝင် brighter သမားတွေဒီနေ့တခြားမောက်မာရိုင်းဆိုင်လာတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အင်တာနက်ပေါ်ကအမြင်မတော်တာတွေကိုပြောင်းလဲရှိတဲ့ စိန်တထင်းမကြီးအမော်တင်ကတော့မြန်မာနိုင်ငံမှာလူတွေဟာပရိုက်တာလေးနည်းနည်းလောက်ပြပြီးဆိုရင်အထင်ကြီးကအလွန်ကျွန်းကိုချင်းချောက်တက်ကြတယ်လို့ထောက်ပြပါတယ်ထို့သဖြင့်တော့ပရိုက်တာလုံရင်းနဲ့ပဲအိတ်ထင်းကပုဆန်ဆိုင်ပြီးတော့လှူတယ်လို့လို့မာသာထရေးဆာလို့လို့ပရိုက်တာမိခင်ကြီးဖခင်ကြီးလို့လို့ချီးမွမ်းတက်ကြတယ်လို့ပြောလာတာပါဒီလိုလူတွေကမြောက်ပေးတာကြောင့်ပရိုက်တာသမားတွေဟာကိုယ့်ကိုကျေးဇူးရှင်လို့လို့နဲ့အလိုလိုတဲ့လူတွေကတော့အပေါ်စီးကဆက်ဆံတာတွေတရားစွဲမယ်ငါ့ကိုထိရင်ပါလို့ပြင်မယ်ငါ့လိုလူနိုင်လား ငါရှိလို့အဆင်ပြေတာဆသဖြင့်မောင်မာရင်ဆိုင်ကြတာကိုဒေါ်ရီဝန်သင်းကထောက်ပြပါရယ်။ဒါပြင်တကယ်ဆိုရင်ပရိဒါသမားဆိုတာကပြည်သူတွေကတီးတက်အလိုလိုပုံမအားလို့အလူထက်ကဒုက္ခရောက်နေတဲ့သူတွေကိုဝန်ဆောင်မှုပေးဖို့ခိုင်းစေထားခြင်းသာဖြစ်တယ်ဆိုရယ်မမေ့ကြဖို့ကိုလည်းဒေါ်ရီဝန်သင်းကသတိပေးခဲ့ပါရယ်။ပရိသတ်တွေကတော့ဒေါ်ရီဝန်သင်းဟာခိုင်နေဝေပရိဒါဖောင်ဒေးရှင်းကိုတက်ပြောတာဖြစ်တယ်လို့ထင်ကြီးပေးမိကြတာပါ။ အခုရပိုင်းထဲမှာဆိုရင်ခိုင်နေဝေ Pride Foundation ဟာအလွန်ငွေ330ပြန်မပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတတော်လေးကိုပြင်းပြင်းထန်ထန်ဝေဖန်ခံနေရတာဖြစ်ပါတယ်။ဒါ့အပြင်ခုချိန်မှာခိုင်နေဝေရဲ့ချစ်သူခိုင်နေဝေရဲ့ manager စင်မင်းအောင်ဆိုသူကစမ်းမ်းရင်းဆိုင်စွာဆဲဆုံနေတဲ့ဗီဒီယိုဖိုင်ကလည်း internet ပေါ်မှာပြန့်နှံ့လာတာပါ။ဗီဒီယိုရှင်တယောက်ခိုင်နေဝေရဲ့လက်ကိုကင်ပြီးတော့မြန်မာမာနဲ့မကပဲကဘာကျော်ရက်ထိနာမည်ကြီးပါစေလို့ဆုတောင်းပေးခဲ့တဲ့ဗီဒီယိုကို အမျိုးသမီးတယောက်တစ်တော့မှာတင်ခဲ့တာလည်းဖြစ်ပါတယ်အစပိုင်းဗီဒီယိုကြောင့်လည်းတရုတ်ဆောင်ခိုင်နှင်းဝင်ကိုပြည်သက်ဝေဖန်မှုတွေပြင်းထန်ခဲ့တာကြောင့်ခိုင်နှင်းဝင်ရဲ့ချစ်သူဖြစ်တဲ့စင်မင်းအောင်ကအစပိုင်းဗီဒီယိုဖျက်ချဖို့ဆဲဆိုတန်တန်စွာပြောဆိုခဲ့တာပါအစိုးခံရတဲ့အမျိုးသမီးကအစပိုင်းအတန်ဖန်းထားတဲ့ဗီဒီယိုကိုခိုင်နှင်းဝင်ငွေကျပ်သိန်း30ပြည်တနာတက်နေချိန်မှာဖွင့်ချလာခဲ့ပြီးသူမဘေးနားကလူတွေကရိုင်းဆိုင်နေဆိုတာကိုသူမကတက်တေးပြခဲ့တာပါအခုအခါမှာဒေါ်လာဖြစ်နေတဲ့ခိုင်နှင်းဝင်ရဲ့ချစ်သူတွေဆဲဆိုမှုတွေပါဝင်တဲ့အစပိုင်းဗီဒီယိုဟာဆိုရင် လူမှုကွန်ရက်ပေါ်မှာပြည့်နေပြီးတော့ဝေဖန်မှုတွေကလည်းပြင်းထန်နေကြပါတယ်။ခိုင်နှင်းဝယ်ရဲ့ချစ်သူကတော့ Pride တောက်လောက်ကအရာရာပြီးခံနေဆိုတော့ခိုင်နှင်းဝယ်ပဲရမယ်။လူတိုင်းမရဘူးလို့ပြန်လဲတုံ့ပြန်ထားပါတယ်။ခိုင်နှင်းဝယ်ဟာရေပေးကြောင်ဆွန်းဆွန်းတမန်ကုညီနေကြစီမှာသူ့ရဲ့ဗီဒီယိုကြောင့်အစဲခံခဲ့ရတာဖြစ်ပြီးဖြတ်ပေးဖို့နဲ့ဖြည့်ရှင်းပြဖို့ကိုမလုပ်ပေးတဲ့အတွက်စိတ်ဆင်းဖြစ်တယ်လို့လည်းဆိုပါတယ်။ဘာပဲပြောပြောခုချိန်မှာတော့စိတ်ဆိုတော့တိန်း30မပေးတာစင်းစင်းချက်လက်တွေမနိုင်တာစတဲ့အချက်လက်တွေကြောင့်ခိုင်နှင်းဝယ် Pride Foundation ဟာ ။တောင်လင်းကိုလူတွေဝေဖန်တာကိုခံနေရတာပါ။ဒီဗီဒီယိုလင်းကိုကြည့်နေကြတဲ့ပရိသတ်တွေကရောခိုင်နှင်းဝေပရိသတ်ဖောင်ဒေးရှင်းပေါ်မှာမိမိတို့ရဲ့မျိုးရင်းအရှင်နဲ့ပြောသွားကြပါအောင်ရှင်။